မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီလေး YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့မိတ်ဆွေများကိုပေါ့နော်ထိတ်စီနှလုံးအလဲထိန်နှလုံးအပိတ်20နှလုံးကိုပေါ့နော်တနည်းနဲ့တကွာအရှင်းပြပေးတော့မှာဖြစ်ပါတယ်ထိတ်ကနှလုံးအလဲထိန်နှလုံးအပိတ်ကနှလုံးပေါ့နော်အဲကျွန်တော်ဒီဟာလေးကို စီလိုက်ရင်တဲ၈ခွက်ရမှာဖြစ်ပါတယ်ဗောနော်တဲ၈ခွက်20ကိုကျွန်တော်တို့မိတ်ဆွေများ20လေးလာလို့ရအောင် တင်ပြသွားမှာဖြစ်ပါတယ်ဗောနော်ဒါလေးကိုကျွန်တော်အဲကြံသွားမှာဆုလေးတယ်ဗောနော်နောက်ထပ်တနည်းလေးလာလို့ရအောင်တင်ပြသွားမှာဖြစ်ပါတယ်69ထိတ်စီ36အလဲကိုနီအပိတ်မှာဆိုရင်တူချပြီးသားတာက66နှစ်ဆိုတဲ့အတွက်69တဲ့က6တလုံး6တလုံးပြီးရင်နှစ်တလုံးပါနော်66နှစ်တဲ့ဖြစ်ပါတယ်ခဏနေကြရင်တွင်နီးပြပြီးသားမယ်ပါနော်69ထိတ်စီ36အလဲထိုင်နှစ်9အပိတ်ထဲက65ဖြစ်ပါတယ် ဒါကြောင့်မို့6ထိန်စီ6အလေးထိန်5အပိတ်665တဲ့ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်နံပါတ်3မှာဆိုရင်9နှစ်ထိန်စီ6ကိုကအလေးထိန်9ငါးကအပိတ်ဆိုပြီးရတယ်ဗောနော်တနည်းအရာဖြစ်ပါတယ်9 6နှစ်ဆိုပြီးခြာပြီးသွားခဲ့တာဖြစ်ပါခင်ဗျာ9ငါးထိန်က9အပိတ်9 6နှစ်ဗောနော် โอเคนัมเบอร์4มาสิคุณตုံญาถิสิแท้ก็ตုံญา44บ่เนาะตုံญาถิสิชาไปตัวได้ลีคุณแท้ก็4อะเลแท้ลีคุณแท้ก็4อะเบตုံญา44สิพี่တော့4จ๋ายชี้ตัวไปบ่เนาะนัดถัดนัมเบอร์5มาสิ95ถิสิแท้ก็2ถิสิ95อะเลแท้แท้ก็2อะเลแท้ရှိတဲ့အလေထိုင်ငယ်တဲ့ကတည်တလုံးအပိတ်နီနီတီတဲဖြစ်ပါတယ်ရှိတဲ့ထိတ်စီတဲ့ကရှိတလုံးထိတ်စီရှင် ဖော်နော်ပြီးရင်လေးခွန်ထက်က၄အလေအထိုင်ဒုံများသုံးအပိတ်ထက်က၃အပိတ်ရှင်းထိတ်လေးနဲ့၃ပိတ်ရှင်းလေး၃တဲစုပြီးချပေးတော့ကားဖြစ်ပါတယ်၅ချစ်ထိတ်စီ၃ချောင်းအလေဒုံများသုံးအပိတ်မှာ၈ချောင်း၃ဆွေအတွက်ချင်းချောင်း၃ဖော်နော်ပြီးရင်၉နှစ်ထိတ်စီဒုံများသုံးအလေထိုင်၆ခုအပိတ်ဖြစ်ပါတယ်အဲ့မှာဆိုရင်နေထိတ်တုံများအလဲကိုအပိတ်နေတုံများကိုဖြစ်ပါတယ် ပြန်နံပါတ်9မှာဆိုရင်၄ခွန်သိစီ၄ခွန်အလဲထဲ၆ခုအပိတ်ထဲကခွန်ခွန်90အတွက်ခွန်သိခွန်အလဲ9အပိတ်ခွန်ခွန်90ပြီးထပ်ပြီးချပီးသွားတာဖြစ်ပါတယ်ဗောနော်တန်းနည်းပြပီးသွားမှာဖြစ်ပါတယ်ဒီ၄ခွန်3ည3ခွန်3ညအပိတ်မှာခွန်3ည3ညဖြစ်ပါတယ်ပြန်36သိစီထဲက တုံးထိစီပေါ့နော်တုံးခုနှစ်တုံများအလေထိုင်းကခုနှစ်အလေခုနှစ်တုံများအပိတ်ထဲကခုနှစ်အပိတ်တုံးခုခု96649ခွန်တဲ့က694ဆိုတဲ့အချက်သိစီကိုအလေထိုင်း၄အပိတ်694ဖြစ်ပါတယ်ခင်ဗျာပြီးရင်နောက်ထပ်တစ်ပြင်မှာ95ထဲက9ထိစီပေါ့နော်3ယောက်ထဲက6အလေထိုင်း3ယောက်အပိတ်ထဲက3အပိတ်963ပေါ့နော်963တဲ့ဖြစ်ပါတယ် ပြီးရင်3 6ထဲက6ထိန်စီ၈တအလေထိန်တဲ့က၈၈အလေထိန်၄ခွန်ထဲက9အပိတ်6 8ဖြစ်ပါတယ်ပြီးရင်9နှစ်ထိန်စီထဲက2တလုံးထိန်စီနှင်း9အလေထိန်ထဲက2တလုံးအလေထိန်ခွန်3မြအပိတ်ထဲက9အပိတ်နှစ်နှစ်ခွန်တဲ့ဖြစ်ပါတယ်ဗောနောအကြိမ်အဖြစ်15ကြိမ်အထိခြားပြီးသွားခဲ့ပြည်ပြည်ဖြစ်ပါတယ် 16ကြိမ်မြောက်ထပ်ပြီးချပေးသောမလားစွာလေးကို20နဲ့တကွာအချင်းပြပေးသားမယ်ဘာနောအေးဆုံးထိတ်စီကိုလေးလာကြည့်အောင်ကျွန်တော်20နဲ့ချပြပေးလိုက်တဲ့အချိန်ကြမှာပြတ်သွားခင်မယ်ဆိုရင်တော့ကန်တရားပဲပေါ့နော် Okay 20ကိုအတူတူလေ့လာကြအောင်အရင်ဆုံးထိပ်စီနှလုံးယူတဲ့နေ့ကိုတွေ့ပြပြီးတော့မှဖြစ်ပါတယ်ဗောနော်ကျွန်တော်ဒီအစာအနေတော့မပြတော့ဘူးဒီ6ကိုလေးကနေ9ရှောက်သုံးတပင်ကို ပြပြီးမှဖြစ်ပါတယ် တဲ့ချစ်က၄ချိန်30နဲ့နဲ့ကို၄ပေါင်းချင်း6တစ်3ပေါင်း45ပေါင်း9ပေါ့နော်ခွန်3နဲ့20နဲ့တစ်ကိုဒီအနောက်က6နဲ့ပေါင်းချင်းခွန်ရတဲ့အတွက်69က55 9ခွန်ပေါင်း12ရတဲ့ပေါ့နော်အဲ့ဒီရလာတဲ့နှစ်ကိုနောက်ထပ်အနေနဲ့3နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်နှစ်3ပေါင်းချင်း5ဆိုတဲ့အတွက်ကြောင့်မို့နှစ်5ထိပ်စီးစုပြီးယူမှာဖြစ်ပါတယ်ခင်ဗျာနှစ်5ဒီထိပ်စီးဖြစ်သွားမယ်ပေါ့နော် 963ဆိုတဲ့5သလုံးထိပ်စီချပေးသွားတာဖြစ်ပါတယ်။နင်5ထက်က5ထိပ်စီ963ပေါ့နော်။ပြန်ပြပြီးမယ်ဒီမှာနံပါတ်73မှာနင်5မှာ5သလုံးထိပ်စီပြီးရင်36အထိပ်စီကြာတာလေးထပ်ပြီးရှင်းပြပေးသွားမယ်ပေါ့နော်။ကျွန်တော်963ကနေထပ်ပြီးလေ့လာကြအောင် အပေါ်ယူတဲ့ဤအတိုင်းပဲပေါ့နော်။9345ဖြစ်မယ်ခွန်3ပေါင်း30ဆိုတဲ့အတွက်9သလုံးကြာမယ်ပါနော် ပြီးရင်အဘွားတစ်သုံးပေါင်းထားတဲ့အတွက်9နဲ့9ပေါင်းတာက14၄နဲ့၉ပေါင်း၃ပါနော်နောက်ထပ်၄၃နဲ့၁၂နဲ့ဒီ၃ပေါင်းရှင်း၅ရာဒီအတွက်ကြောင့်မို့၅နဲ့၅ပေါင်း၃၃တစ်လုံးကျန်နေပါနော် Okay အဲ့ဒီ၃ကိုလည်းအပေါ်လိုမျိုးပဲ၃နဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်၃၃ပေါင်းရှင်း၆ဆိုတဲ့အတွက်၃အရာ၃၆ဒိတ်စီနှလုံးထဲကနောက်ထပ်တစ်ပင်မှာသူချပေးသွားတာက၃၆၃၆၃၆ 963ပြီးတော့68ခြားပေးသွားခဲ့တယ်ပါနော်ခြားသလုံးထိစီခြားပေးသွားတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်က36ထိစီမှာ68စပီးဒီနံပါတ်စင်ဆက်လေးမှာရေးပြထားတယ်ပါနော် ပြီးရင်9နှစ်ထိစီရတာကိုထပ်ပြီးရှင်းပြပေးသွားမှာဖြစ်ပါတယ်အဘွားယူတဲ့နေ့တိုင်းပဲပါနော်ဒီ9ခွန်ပေါင်းရှင်း76ပေါ့နော်ရှောက်က၄ချိန်ဖြစ်သွားမယ်ဖြစ်တဲ့အတွက်ကြောင့်မို့24ပေါ့နော် ရှောင်းနဲ့3ပေါင်9ခုပေါင်း16ဖြစ်ပါတယ်တုံးတလီတုံးတုံးနဲ့6ပေါင်းရှင်ကိုဆွေအတွက်4နဲ့6ပေါင်း20ကိုတလုံးကြံနေအတွက်အဲ့ဒီကိုကိုလည်းတုံးနဲ့6ပေါင်းရှင်ဆက်နေရတဲ့အတွက်ကိုနစ်ထိတ်စီဆိုပြီးယူထားတာဖြစ်ပါတယ်အဲ့ဒီမှာသူချပေးသွားတာကနစ်ထိတ်စီနစ်နစ်ခွန်ဖြစ်ပါတယ်ဗောနော်နစ်ထိတ်စီနစ်နစ်ခွန်ဆိုပြီးချပေးသွားတာဖြစ်ပါတယ်နစ်ထိတ်စီဗောနော်နစ်နစ်ခွန်ဒါဆိုရင် ဒီရှစ်ကြိမ်အတွက်ထိတ်စီးနှလုံးကိုထပ်ပြီးလေ့လာကြအောင်ပါနော်ဒီနေ့36ပါနော်6ပေါင်းတာ7နေ့နေနဲ့ခွန်ပေါင်း9ဖြစ်ပါတယ်9 3 5 9နေ့နေပေါင်းရှင်ခွန်ဖြစ်မယ်ပြီးရင်၄36 7နေ့ခွန်ပေါင်းရှင်9 9 9 18ရှစ်ခွန်ပေါင်း55ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့တွင်အရာ ငါးကို၃ပေါင်းရှင်းရှင်းဆိုပြီးရမယ်ဗောနကျွန်တော်ရှေ့ရဗီဒီယိုမှာတဲလေးကွက်တွင်နီးမှာတော့ကိုထိစီဆိုပြီးရတာဖြစ်ပါတယ်ဗောနတွင်နီးတိုင်းကတော့အမြဲတမ်းတော့သူဆဲပြီးတော့မပေးနိုင်ဘူးဗောနဒါကြောင့်မို့ချိန်နီးတဲ့တဲ့နီးကိုပဲရွေးချယ်ပြီးတော့အသုံးပြုကြပါဗောနကျွန်တော်ငါးရှင်းထိစီဆိုပြီးရတာဖြစ်ပါတယ်အလဲထိန်ကိုလည်းထပ်ပြီးတော့ကျွန်တော်အတူတူလေ့လာကြအောင်ဗောနအစားအနေတော့ကျွန်တော်မပြတော့ဘူးခုနလိုမျိုးပဲဒီ၃၄၃ပင်လောက်ကနေတွက်ပြမယ်ဗောနော် ။ Okay ဒီအောက်မှာရေးထားတာကတော့အလဲထင်ယူတဲ့နည်းဖြစ်မယ်။ရှင်းနေရှင်းပေါင်းဆက်ရှားရှားနဲ့တစ်ပေါင်းခွန်ခွန်နဲ့ဒီလေးနဲ့ပေါင်းရှင်းကအခွန်မရှိမယ်ပေါ့နော်။လေးလေးပေါင်းရှင်ရှင်နဲ့၅ပေါင်း73ဖြစ်ပါတယ်တင်းနဲ့ချိန်နစ်နစ်နဲ့ဒီအနောက်က၅ပေါင်းရှင်ခွန်ဖြစ်မယ်6ကို၄နဲ့မြောက်ထားတဲ့အတွက်20နဲ့၄၄ကို6နဲ့ပေါင်းရင်30ဒီအနောက်မှာ6နဲ့ထပ်ပေါင်းထားတယ်ဗောနော် 3ခွန်30ခွန်6.73ရာတဲ့အတွက်ကြောင့်မို့အဲ့ဒီ3ကိုလည်းကျွန်တော်တို့နောက်ထပ်3နဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်33ပေါင်းချင်း6ဆိုတဲ့အတွက်36အလေထိန်ရမှာဖြစ်ပါတယ်ခင်ဗျာ36အတီဘောနော်အလေထိန်ထက်က963ဆိုတဲ့အတွက်ကြောင့်မို့6သလုံးရှားပြီးသွားတယ်ဘောနော် ဒါကြောင့်မို့36မှာ963ဆိုပြီးတော့နံပါတ်73မှာ36အလဲထိန်ကြီးပြထားတယ်။ဒါပြီးတော့81အလဲထိန်ရတာကိုလေ့လာကြအောင်99ပေါင်း30 9 3ပေါင်းချင်းတက်ခွန်ကြီးလိုက်မယ်ဗနော်33ပေါင်းရှောင်းရှောင်းနဲ့နှစ်ပေါင်းရှင်းရှိ9နဲ့ကြိမ်30ခွန်ပေါင်းရှင်း76ဖြစ်မယ်။လေ32ဘောနော်နိနေ9ပေါင်းနာက73တေကို6နဲ့ပေါင်းရှင်း9ရမှာဖြစ်ပါတယ် โอเคဒါဆိုရင်ဒီအခုခုပေါင်းတာ14လေးနဲ့6ပေါင်း20 6နဲ့ထပ်ပေါင်းတော့8ပါเนาะ8ကို3ပေါင်း77ဆိုတဲ့အတွက်78အလေးထိန်ရမှာဖြစ်ပါတယ်78အလေးထိန်မှာ9ရှောင်းသုံးပြီးတော့6 8ခွန်ရှားပြီးသွားတဲ့အတွက်ကြောင့်မို့8အလေးထိန်ဖြစ်ပါတယ်78အလေးထိန်မှာ6 8ခွန်ဆိုပြီးတော့ဒီမှာရေးပြပေးထားခြင်းဖြစ်ပါတယ်ဗောနော78အလေးထိန်မှာ6 8ခွန် ဒီနေ့ငါအလဲထင်ရတာကိုလည်းတပည့်အတူတူလေ့လာကြည့်အောင်ပါနော်โอเคဒါဆိုရင်ဒီ6နှစ်ချင်းစနစ်နည်းနဲ့9ပေါင်းချင်းစတဲ့ဖြစ်ပါတယ်ခွန်3ပေါင်း20 6တချင်း6နှစ်ချင်းစနစ်နည်းခွန်ပေါင်းချင်း900မှာဖြစ်ပါတယ်6လေးဒီ24 4နဲ့6ပေါင်းရင်10 6တလုံးကြံမှာဖြစ်ပါတယ်ပေါ့နော်တက်9တက်6နဲ့6ပေါင်းစနစ်ဖြစ်တဲ့အတွက်နည်း3ပေါင်းချင်း9ဖြစ်တဲ့အတွက်ကြောင့်မို့နည်း9အလဲထိန်ရမှာဖြစ်ပါတယ် နင်းငါအလေထိတ်မှာနင်းနစ်ခွန်ဆိုတဲ့အတွက်နင်းတလုံးအလေထိတ်ချပေးသွားတာဖြစ်ပါတယ်။ Okay နင်းငါအလေထိတ်မှာနင်းနစ်ခွန်ဆိုပြီးဒီမှာရေးပြထားတယ်ဗောနော်။ဒီရှစ်ကြိမ်အတွက်အလေထိတ်နှလုံးယူတဲ့နေ့ကိုထပ်ပြီးလေ့လာကြအောင်။ Okay ကျွန်တော်ဒီအလေထိတ်နင်းငါမှာနင်းနစ်ခွန်ဗောနော်ဒီမှာရေးပြထားတယ်။ဒါဆိုရင်ရှစ်ကြိမ်အတွက်လေ့လာကြအောင်ခင်ဗျာဒါဆိုရင်ကျွန်တော်ဒီ၆နှစ်ကြိမ်ပေါင်းရှင်းဒီ စနေပေါ့နော်နင်းနဲ့နင်းပေါင်းချင်းလေးရာမှာဖြစ်ပါတယ်လေးနဲ့ဒီခွန်နဲ့ပေါင်းတာ7ဆိုပြီးယူလိုက်မယ်ပေါ့နော်ရှင်းနဲ့၅ပေါင်း73 3နဲ့ဒီလေးနဲ့ချင်းရှင်းဆိုတော့3ရှစ်က7ရာမှာဖြစ်ပါတယ်နင်းနဲ့၄ပေါင်းချင်းက6ဆိုပြီးရာမှာဖြစ်ပါတယ်ပေါ့နော်ခွန်လေးဒီဒီ20နဲ့10ဖြစ်ပါတယ်ရှစ်ကိုဒီအနောက်ကရှောင်းနဲ့ပေါင်းချင်းက4ပေါ့နော် ဒါဆိုရင်6နဲ့4ပေါင်း30တင်းနဲ့တစ်ပေါင်းရှင်ညရတဲ့အတွက်ကြောင့်မို့နေကိုလေ3နဲ့ပေါင်းရှင်5နေ5အလေထိန်ဆိုပြီးရမှာဖြစ်ပါတယ်။နေ5အလေထိန်ဘောနောဒါချစ်ချင်းအတွက်ဖြစ်ပါတယ်။နေငါဘနော်20တန်းကသူနီးသူဟန်ကောင်းတယ်ဆိုပေမဲ့ဆက်ပြီးမပေးကတော့စောင့်ကြည့်ရမှာပဲဘောနော်အပိတ်20ကိုလေ့လာကြည့်အောင်ဒီအပိတ်20ကိုကြတော့ကျွန်တော်တို့ဒီအစိမ်းအောင်လေးနဲ့ရှင်းပြထားတာဘောနော် ဒီမှာ၈ကနှစ်ကျင်း၃ကျင်း၄ကျင်းပေါ့နော်နှစ်ကျင်း၃ကျင်း၄ကျင်းဆိုတဲ့အတွက်ရှင်းလင်းလီ30နဲ့နှစ်ကိုဒီ၄နဲ့ပေါင်းရှင်း6ဆိုပြီးယူလိုက်မယ်ပေါ့နော် နောက်ထပ်ဒီအစိမ်းရောင်အသင့်နှစ်ကျင်းယူထားတဲ့အတွက်နှစ်နှစ်ကိုကရက်၃နဲ့ပေါင်းရှင်း5ဖြစ်ပါတယ်5ကတကျင်းပေါ့နော်ဒီမှာနှစ်နှစ်နဲ့၃ပေါင်း5ဒီ5ကတကျင်းဒီအနောက်ကခွန်နဲ့တင်နဲ့ယူထားတာပေါ့နော်ခွန်တင်ပေါင်းရှင်း5ရှစ် 6ရက်ကြိမ်ပေါင်းရှင်းစနစ်ကို9နဲ့ပေါင်းရှင်းခွန်ခွန်ကိုအနောက်ကနေနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်အခြေဆုံးက9နဲ့9ပေါင်းရှင်း30ရှင်းနဲ့2ပေါင်း30ရှောင်းနဲ့ခွန်ပေါင်း73ရတဲ့အတွက်ကြောင့်မို့3ကိုလည်းနောက်ထပ်3နဲ့ထပ်ပေါင်းရှင်း6ဆိုတဲ့အတွက်3ရှောင်းအပိတ်ရမှာဖြစ်ပါတယ်ခင်ဗျာရှားပေးသွားတာက963ပေါ့နော်3အပိတ်963ဖြစ်ပါတယ်3ရှောင်းအပိတ်ရတယ်ပေါ့နော် 0936363636မှ963ဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်နံပါတ်73 36အပိတ်မှ963အပိတ်ပါနော်။ထပ်ပြီးတော့ဒီ၄ခွန်အပိတ်ရတာကို ထပ်ပြီးချင်းပြပေးသွားမှာဖြစ်ပါတယ်။အပေါ်ကယူတဲ့ညတိုင်းပဲဖြစ်ပါတယ်။9030ခွန်ခွန်74 4နဲ့3ပေါင်းရှင်းခုနှစ်ဖြစ်မယ်ပေါ့နော်။9နဲ့ကျင်း30ဒီ9က9ဒီ9ကလည်း9 4နဲ့9က73 သုံးနှစ်ကြိမ်ချောင်းရှောင်းနေသည့်အနောက်ကနေနဲ့ပေါင်းရှင်းရှိပြုမယ်ပေါ့နော်ကိုတီ30ခွန်96ရှောင်းနေရှင်းနေပေါင်းတာ14ရာတဲ့အတွက်ကြောင့်မို့43ပေါင်းရှင်းခွန်ရမှာပေါ့နော်၄ခွန်အပိတ်ဖြစ်ပါတယ်အဲ့ဒီ၄ခွန်အပိတ်ထဲက68ခွန်ဆိုတဲ့အတွက်ကြောင့်မို့9အပိတ်ပေါ့နော်6ထိပ်ရှိရလေ9အပိတ်68ခွန်ဖြစ်ပါတယ်ဒါကြောင့်မို့ဒီမှာ၄ခွန်စုပြီးပြထားတယ် ထပ်ပြီးတော့ခွန်သုံးမြအပိတ်ရတာကိုထပ်ပြီးရှင်းပြပေးတော့မှာဖြစ်ပါတယ်။ဒီ6နှစ်ကြိမ်ဟာစနစ်ပါနော်နင်းနက်9နှစ်ကိုကိုပေါင်းချင်း73တင်းနဲ့6ပေါင်းခွန်ခွန်ခွန်ပေါင်းဆက်သေးရမယ်ပါနော်နင်းနင်း3ပေါင်းချင်း5ဒီ9ကတစ်ကြိမ်တုံမြနဲ့တေပေါင်းရှင်းကဒီ6နှစ်ကြိမ်စနစ်နင်းနဲ့6ပေါင်းရှင်းရှင်းနဲ့နင်းပေါင်း30ပေါ့နော်ဒါဆိုရင်4 5 9 9ခွန် ဆက်ချောင်းရှာတဲ့ပေါင်းခွန်ဆရဲအတွက်ခွန်၃ပေါင်းရှင်30ခွန်၃များအပိတ်ရမှာဖြစ်ပါတယ်โอเคအဲ့ဒီမှာနိနေခုနှစ်ဆိုတဲ့အတွက်ခုနှစ်အပိတ်ချပေးသွားတာဖြစ်ပါတယ်။ခွန်၃မြောက်အပိတ်စုပြီးပြသားတယ်ဗောနော။ရှစ်ကြိမ်အတွက်အပိတ်နှလုံးကိုလည်းကျွန်တော်တက်ပြီးအတူတူလေးလာကြည့်မယ်ဗောနော။အပေါ်ကယူတဲ့အနည်းအတိုင်းပဲဖြစ်ပါတယ်။ဒီနိ၃၄ရှောင်းရှောင်းနေပေါင်း7နိနေခွန်ပေါင်း9ဖြစ်မှာဗောနော်။ လေးနာကျင်ရှိရှစ်တပေါင်းကိုနေကာတကျင်လေးနဲ့လေးပေါင်းရှင်းငါရှိခုနှစ်ကျင်ဆက်လေးလေးနဲ့ဒီလျှောက်30နေ့တလုံးကြာမှာပေါ့နော်ရှင်းနဲ့နေပေါင်း30ကိုနဲ့ကိုပေါင်း18ရှင်းနဲ့နေပေါင်း30ဆိုတဲ့အတွက်၃များကို၃နဲ့ပေါင်းရှင်း3ဆိုတဲ့အတွက်ကျွန်တော်တို့ဒီ ခြေချိန်မှာတော့ကျွန်တော်တို့ဒဏ်ကြီးအရာသုံးများသုံးအပိတ်ဆိုပြီးရတယ်ဗောနော်ဒါကြောင့်မို့ငါးချက်ကဒိတ်စီနင်းငါးကအလေထိန်သုံးများသုံးအပိတ်ထပ်ပြီးချပေးသွားမလားဆိုတာလေးဟာစောင့်ကြည့်မယ်ဗောနော်ဒါဆိုရင်ကျွန်တော်စီပြလိုက်မယ်ဗောနောစီပြရင်ရှစ်ခွဲထွက်တယ်ဗောနောအဲ့ဒီမှာ9နှစ်3များဆိုပြီးရမှာဖြစ်ပါတယ်ပြီးရင်တော့9နှစ်3ဖြစ်မယ်ဗောနောပြီးရင်9 9 3များယူမယ်ခင်ဗျာအလေထိန် ငါးကိုယူလိုက်တာပေါ့နော်ငါးငါးသုံးညာငါးငါးသုံးโอเคကျွန်တော်ရှစ်ထိပ်ကိုနင်းအလင်းတစ်ထိပ်နဲ့သွင်းမယ်ပေါ့နော်ဆိုတော့ရှင်းနှစ်သုံးညာရှင်းနှစ်သုံးဆိုပြီးယူมาဖြစ်ပါတယ်ရှင်းနှစ်သုံးပေါ့နော်ပြီးရင်ငါးအလေးထိပ်ကိုထပ်သွားတော့ရှင်းငါးသုံးညာရှင်းငါးသုံးဆိုပြီးတော့ဒီရှစ်ွက်ရာมาဖြစ်ပါတယ်ခင်ဗျာโอเค ဒီရှစ်ကွက်ထဲကသူကွက်ထပ်ပြီးရှားပေးအောင်မလားဆိုတာလေးကတော့ကျွန်တော်တို့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဗောနော်ဒါလေးကိုကျွန်တော်မိတ်ဆွေများတွန်းနည်းလေ့လာလို့ရအောင်ရည်ရွယ်ပြီးတော့သင်ပြပေးရှင်းတာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိလိုက်ပါကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေတို့တယောက်ရှင်စီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်โอเคရှင်းချိန်မှာကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲကံကောင်းကြပါစေခင်ဗျာ